မင်္ဂလာပါဘိုင်ယကုမြန်နာမြေဘိုင်ကုတကြောင်လာလို့ပြောပြကြပါသည်ဗျာဒီနေ့က18ရက်6 2025ပေါ့နော်နောက်သူဘက်ကတော့ AC ပါဒါပေမဲ့အနားတော့ရောင်းနေပြီတက်လို့ဆက်မတိုက်သေးဘူးမတိုးသေးတော့တွေ့ရတယ်ဒါပေမဲ့မနေ့ကတော့လက်နဲ့ကြီးဟော်ဝေဇိုင်းနဲ့ပြစ်တယ်ပူတာရက်ွက်တို့နော်နောက်တစ်ခါကျတော့ကြောက်ကုန်းကြောင်းဘက်တို့ပြစ်တယ်နောက်ခါကျတော့အုံမတိဘက်တို့ရေမောင်းတံဘက်တို့ကိုဒါပြစ်တာခတ်တာရှင်းနေတာရှိတယ်ဒါအချို့နေပါပဲလုံးနေတယ်ဘာကြောင့်ရင်တော့မသိသေးဘူးတက်ရင်တော့ဒီ နောင်ချိုကခဏလေးရပါမယ်ပြည်သူတွေဒုက္ခရောက်မှာဆိုလိုပဲဒါတတ်မလို့ပဲထုံးစံအတိုင်းပဲလောက်တလားဘောနော်ပြည်သူတွေဒုက္ခရောက်မှာဆိုပြည်သူတွေဒုက္ခရောက်မှာဆိုအမှပြည်သူမရှိဘူးအကြမ်းဖက်တဲ့နေအကြမ်းဖက်တွေပဲရှိတာအဲ့ဒါကိုအဲ့လိုမျိုးစောင့်နေလေအကုန်လုံးကတိုင်ပတ်နေမယ်နော်အဲ့ဒါလေးတော့ပြောခြင်းနဲ့ကြောက်ဖြူပဲ AC ကြောက်ဖြူကမှတောင်းတော့ဆက်ကြောင်းနေထိုးနေတယ်ရှင်းနေနေတာရှိတယ်တိုင်ဝဲကတော့ပေးဆက်မှုတွေတော့ရှိတယ်တောင်းတော့အကြဘတ်တော့မရောက်သေးဘူး เนาะတမ်းတော်ကကြောက်ပြကြားလို့ရှိရင်ပြီးပြီလို့ပဲကျွန်တော်ပြောထားပြီးသားဘာမှစကားဆက်ပြောနေနဲ့ကြောက်ဥကြားလို့ရှိရင်တကဘာလို့မြန်မာအဆက်ကွဲပြီးမြန်မာတောက်တော်အဆက်ကွဲပြီးဘာကြောင့်ဆက်ကွဲကြောက်ပြမှာရင်းနေစီမံကိန်းတွေအများကြီးရှိရလေဗျာเนาะတေးုံနဲ့လှုပ်ထားတာလေအကုန်ချက်ကွဲပြီးပြန်ပြန်ကွဲမှာပိုးစိုးပစက်အချက်ကွဲမှာကြောက်ပြအားကြောင့်ကြောက်ပြကြမှာမဟုတ်ဘူးစဉ်းစားလို့ကမရဘူးကြောက်ပြကြပြီလို့ပြောလို့ချင်းအဲ့ဒါဟာသားတစ်ခုပဲဖြစ်တယ်တိုက်တာတော့တိုက်ကြိုက်တယ်လို့တိုက်အေးပြီးတော့မှထဖြုတ်လိုက်လို့ရှင်တော့ပြီးတယ်ဖြုတ်တလုံးကအများကြီးသုံးစရာမလိုဘူးเนาะ တလုံးဝင်တလုံးဝင်အများကြီး300အောင် RAC ပြ။နောက်အမသာ3လေးလေး3လေးလေးမှလည်းတိုင်ပွဲတွေကတော့ အဲ၃လေးလေးတောင်ကတ်တာတော့မဟုတ်ဘူးကြာဟိုးဝဲပန်းတော်ကြီးပဲတော့ဟိုးဝဲအနောက်ထီမှာတော်တော်များများအန်ဒါသူတို့အခြေကုတ်ယူတဲ့နေရကျွန်တော်တခါပြောဘူးလို့ကအေးဒီ900လောက်ဆင်းလာဆိုတဲ့မှာဒီရာယူတိုင်းဗီဒီယိုတွေနဲ့ပေါင်းလိုက်တဲ့1005လောက်ရှိတဲ့ဒါတောက်ချောက်တိုက်ကြတိုက်တော့အခုသုံးဖို့တပုံလောက်ပဲကျန်တော့မှထင်တယ်တော်တော်မရှိတော့ဘူးအဲ305လောက်ပဲကျန်တော့တယ်နော်အဲ့မှာတက်မလောက်လည်းပဲအန်ဒါတကယ်ဟိုအကြီးတွေရောအသေးတွေရောစုဆက်ပေါင်းပတ်ပြီးတော့စုပေါင်းပြီးတုပ်လိုက်တဲ့ခါကျတော့အကုန်ပြုတ်ကုန်တာမျိုးတော့တွေ့ရတယ်နော်နောက်တစ်ခုဟို ဒီကျွန်တော်တို့ဒေါ်စန်းစုကြည်ကိစ္စပေါ့ဒေါ်စန်းစုကြည်ကဒါအသက်80ပြည့်ဟိမွေးနေ့လောက်တော့မှဆိုတဲ့ဒါမွေးနေ့တော့ကဒါအားလုံးသိရှိပြီးသားဖြစ်တယ်ဒါမြန်မာနိုင်ငံကိမော့ကိုဟိုဒီဒီလီဟိုပြတ်ဒီဖြတ်နဲ့ဒါမျိုးဖြစ်သွားတာမျိုးလဲကျွန်တော်တို့ဒီမွေးနေ့တွေမှာကြုံမှုကြတဲ့လူတွေသိလိမ့်မယ်เนาะဒါမဲ့သူတို့ကတော့ဘာရင်မဟုတ်ဘူးလားတကယ်ပဲ ဟိုနေပေါ့နော်ဟိုရွေတက်ရှိနေလုံတနာတော့ကျွန်တော်မသိမိမှာဒါတော့မြန်မာနိုင်ငံမြန်မာလူမျိုးတွေရဲ့အယူအဆကနမိတ်မကောင်းလို့ပဲအားလုံးသုံးသပ်ကြတာမျိုးရှိတယ်နော်အဲ့တော့ဒေါက်ဆန်းစီဝင်နေရလဲပဲဒီအသက်80ပြည့်ဝင်နေရလဲမကြခင်ရောက်လာမှဖြစ်တဲ့ဗီဒီယိုဖိုင်တစ်ပိုင်တွေ့လာဒေါက်ဆန်းစုတင်တဲ့ဦးဝင်းမြတ်ကဒါတရားရင်ဆိုင်တဲ့ပုံစံတွေ့ရတယ်အဲ့ပုံစံကျွန်တော်ကြည်ချင်းအားဖြင့်ဒေါက်ဆန်းစုကြီးကပထမအမှုကြီးကြာပြီးသားဖြစ်နေတယ်ဟိုယောဂီဝိဆုံနဲ့တွေ့ရတယ် နောက်တစ်ခါ OM ကိုလည်းတေချာကြည့်လိုက်တဲ့အခါမှာပထမမှုတွေကြာပြီးသားဖြစ်လိမ့်မယ်အပြာဝိုင်းဆက်နဲ့တွေ့ရတယ်အပေါ်ကတော့သူကဟိုနေမတိုက်ပုံဝစ်ထားတဲ့ပုံစံပေါ့ကြည့်ရတယ်အဲ့တော့ဆိုလိုတာတကွာအဲ့ပုံကြီးထွက်လာတဲ့အတွက်အဲ့ဒီရဲ့ CCTV ဌာနကတော့ဒါအဲ့ကိုင်တဲ့သူကတော့ဒါအကြမ်းဖက်တင်တဲ့ပတ်သက်ဆက်နော်လဲဆိုပြီးတော့ဥရိယအရေးယူခံမဲ့အနေအထားမျိုးတော့ကျွန်တော်သွားတွေ့ရတယ်ဒါကျွန်တော်ရဲ့ခင်ဗျသုံးသပ်ချက်ပြောတာအဲ့တော့ CRB တို့ပဲဖြစ်ဖြစ် UNG တို့ပဲဖြစ်ဖြစ် PDF တို့ပဲဖြစ်ဖြစ်သူတို့တွေအားလုံးကဒေါ်စန်းသူကြီးတို့ဆိတ်ခြင်းနဲ့ဆန္ဒမရှိတဲ့ပုံရှိတယ်နော် ဒါတိုက်လို့မရဘူးဆိုတာလည်းတည်းဘာကြောင့်လဲဆိုတော့ A နဲ့ပေါင်းလိုက်တယ် A က RF ခန့်နိုင်ငံတော်တက်သွားတိုက်တယ်နော်နောက်တစ်ခါကျတော့ KI နဲ့တိုက်တယ် KI နဲ့တိုက်ပြန်တော့လည်းဝမ်ပေါင်းနိုင်ငံတော်တက်သူပြသွားပေါင်းတယ်နော်နောက်တစ်ခါကက်ချီဝင်နဲ့ကရင်နဲ့တိုက်တော့လည်းကော်တူလေးဆိုပြီးတော့သွားပေါင်းတယ်အဲ့တော့သူတို့ကဘာလုပ်တာလဲဘာမှမဟုတ်တက်မတော်ကိုဖျက်ဆီးဖို့ဖျက်ဆီးဖို့နိုင်ငံဖျက်ဆီးဖို့တည်တန်းတခုပဲသူတို့ရက်တီလာတာကိုသွားတွေ့ရတယ်။ဒါနိုင်ငံရေးမဟုတ်တော့ဖျက်ဆီးရေးအကြမ်းဖက်ရေးတာဖြစ်သွားတာကိုကျွန်တော်အနေနဲ့မြင်တွေ့ရတယ် နော်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ကအဲ့ဒါတွေကိုမြင်တွေ့နေရတဲ့အခါကျတော့အကြမ်းဖက်တွေလို့ကျွန်တော်တို့တတ်မှတ်တော့တစ်ဖက်မီဒီယာတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဝိုင်းပြီးပြောတာခင်ဗျားတို့ကိုယ်တိုင်လည်းမြင်အောင်ကြည့်ပါတွေ့အောင်ကြည့်ပါနော်အဲ့တော့တမ်းတော်ကအနာထိန်လိုက်တယ်မဲမတမမှုဖြစ်လို့ထိန်လိုက်တယ်မဲကိုပြန်ပြီးရွေးကောက်ပွဲလုပ်ပြီးလိုက်မယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကမဲရွေးကောက်ပွဲကိုပြန်လုပ်ပြီးစေကာလုပ်စေကာနိုင်တာကိုမလုပ်ပေးတဲ့အခါမှာပြဿနာရှိသွားတာအဲ့ဒါကိုပြည်သူတွေသိရတဲ့အတိုင်း ဒါကိုမျက်နှာလည်းခက်ပြထားတဲ့အကျိုးဆက်ကပြည်နယ်တွေပြက်စီးတယ်လူအသက်တွေသေတယ်တိုင်းပြည်မှာကစင်ငယ်တွေကုန်ဖြစ်ကုန်ကြတယ်နော်ကိန်းလည်းဟုတ်ပြီအဲ့ဒီမှာဒေါက်တာစန်းစကီကိုဟိုကနေ့မှဥဒေယအရေးယူခံလိုက်ကြရပြီပေါ့နော်အဲ့ဒီကနောက်ဆုံးနေရတာဒါကျွန်တော်တို့ကနောက်မှသိတာတင်းတသမာ၅တန်းတို့အမေရိကန် အတားတို့မြန်မာနိုင်ငံမှာစီးရင်နေရကြမှာဒီပတ်စံတွေကပိုရှန်လို့သွားအတားတို့ဒါတွေဒါတွေကျွန်တော်တို့အများကြီးတွေ့တာဒီကြားထဲမှာနိုင်အဲဟို စီဒီယန်နေစီဒီယန်နေဆိုလို့ရှိလို့ချင်းဒါတက်ဖို့အတွက်ဆိုစီဒီယန်နေဆိုအရေးယူဖို့အတွက်ဆိုပြီးတော့ CRB ကထပ်ထုတ်ပြန်ကောအဲ့တော့အဲ့ဒါတွေကနိုင်ငံရဲ့အတွက်လားတိုင်းပြည်အတွက်လားလူမျိုးအတွက်လားမဟုတ်ဘူးဗျအတ္တစိတ်တွေအတွက်တက်မလို့ကိုအစီအိုဖြူဖြက်ချင်တာရဲ့ပြီးတော့ဒီမှာလက်ရှိအလုပ်လုပ်နေတဲ့သူတွေကိုအကုန်လုံးကိုဒါစီဒီယန်ကအရေးယူမယ်ဆိုပြီးတော့တော့ရှော့ဟိုနေ့ဘက်မှာပကံဒေတာဟိုဘက်ဒီမှာဆိုလို့ရှိရင်ဒါစာမွေးဖြည့်တဲ့ကလေးတွေကတမျိုး နော်ဆရာဆရာမလေးတမျိုးဆရာဆရာမလေးယောက်ျားတမျိုးအကုန်လုံးတက်ဖြတ်တာလေးဖြစ်ကုန်လာကြရောဖြစ်ကုန်လာကြတော့အဓိကဘာဖြစ်လာလဲသူတို့ကအကြမ်းဖက်မှုတည်တံ့တာလင်းလှုပ်ဆောင်တာကိုတွားတွေ့ရအဲ့တော့ဒေါ်စန်းစကြီးလွတ်စေခြင်းနဲ့ဆန္ဒလည်းမရှိဘူးလွတ်လို့ရှိရင်သူတို့ချမ်းသာနေတဲ့ရရှိနေတဲ့အလူငွေတွေရရှိနေတဲ့ပတ်စံတွေကဒါခဏလေးပျောက်ရသွားမှရှိတယ်ဒေါ်စန်းစကြီးလွတ်လာဒေါ်စန်းစကြီးကလည်းပဲဒီအကြမ်းဖက်ကိုအားမပေးဘူးလို့သူပြောထားတာမျိုးရှိတယ်ဆီယာဘေးကိုလည်းမသိဘူးအန်ယူဂျီဘက်တိုင်းသူတို့အားမပေးဘူးဆိုပြီးတော့နောက် အဖိုင်တဖိုင်မှာဟလာဟိုနေစင်တာသူ့ရဲ့ရောက်ခါမှာပြောသွားတယ်ဥဟန်တာဘလို့ရဲ့သူပြောသွားတာတွေကိုကျွန်တော်သွားတွေ့လဲဩအဲ့တော့အဲ့ဒါလေခြုံငုံသုံးသက်ခြင်းအဖြစ် CRP နဲ့အန်ယူဂျီဒီ LRD ကိုကိုစားမှပြုတယ်လို့အကျန်းဖက်တည်တံ့တာလှုပ်ဆောင်တဲ့အကျန်းဖက်ဖွဲ့စည်းအကြီးအကဲဖြစ်တယ် နော်အဲ့တော့ CRBA ကနေမှာထုတ်ပြန်လိုက်တယ်ဆိုတော့စီဒီယံဝန်ထမ်းတွေတက်ဆိုစီဒီယံဝန်ထမ်းတွေအရေးပေါ်ဆိုတကယ်လက်ရှိအလုံးလုံးနေတဲ့သူတွေကိုပံ့ပိုးမှုမရှိတဲ့ဖြစ်ကိုဘာလို့တလဲဆိုတော့ဒါရှင်းလင်းနေဆိုတဲ့ပုံစံမျိုးဒါအကျန်းဖက်တီးတန့်ကိုအရန်ရုံမှလွန်အားကြီးတဲ့ပုံစံဖြစ်သွားပြီအဲ့တော့အနီဒီအားပေးတဲ့သူဟာလာတမ်းတော်ကိုမကြိုက်တဲ့သူနော် တမလောက်ကိုမကြိုက်တဲ့သူအနီးတွေကိုအားပေးတဲ့သူကခင်ဗျားတို့လောက်ရမှာတခုပဲရှိတယ်။ခင်ဗျားတို့စိတ်ထဲမှာယဉ်ထဲမှာနှလုံးသားထဲမှာဒေါ်လန်စုကြည်ကိုလွတ်စေခြင်းနဲ့မလား။လွတ်စေခြင်းလို့ရှိရင်ပါတီနိုင်ငံရေးဒီအခုရွေးကောက်ပွဲလုပ်မယ့်နေရာမှာခင်ဗျားတို့အဲ့ဒါဟိုနေရွေးကောက်ပွဲတွေဝင်ပြိုင်ပြိုင်ပြီးလို့ရှင်လို့ရှိရင်အာဏာရရှိလာပြီဆိုလို့ရှိရင်ခင်ဗျားတို့ဘာလုပ်ရမလဲ။ရိုးရိုးလေးပဲအလားလုံငင်းနေပေးလို့ရမယ်။ပြည်တန်ရှော့ပေါ့ခွင့်နေပေးလို့ရအောင်။အများကြီးပေးလို့ရရင်တယံဝင်လွတ်မြောက်သွားဂုံသိခါရှိလွတ်မြောက်သွားမယ်။တိုက်လို့ခိုက်လို့လွတ်မြောက်မယ်။ အာမျိုးခဏလို့ရီမန်းထားတယ်ဆိုတော့အခုနောက်အနည်း20လည်းမဖြစ်နိုင်တော့ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိလုံနေတဲ့ CRPA ပဲဖြစ်ဖြစ် NUG ပဲဖြစ်သူတို့အတွက်လုတာလည်းမဟုတ်ဘူးတိုင်းကြီးအတွက်လုတာလည်းမဟုတ်ဘူးဒါကျွန်တော်တိုင်းရင်းသားတွေအတွက်သူတို့အသက်တွေပေးဆက်ပြီးတော့တောက်ချောက်လုံလာတာအဲ့ဒါကိုလုံစားသွားတာက NUG အဖွဲ့တွေနော် NUG အဖွဲ့တွေပါလေမန်းဝဲခိုင်တန်းဆိုလည်းခင်ဗျားသိလိုက်ဗမာလည်းမဟုတ်ဘူးနော်ဒူဝါလက်ရှိဝါဆိုလည်းဗမာမဟုတ်ဘူးအဲ့အဲ့ တိုင်ရင်သားတွေကောင်းဆောင်နောက်ကိုသွားပြီးစုံနေတဲ့ကောင်းတွေကိုသွားကြည့်ဖို့နော်ဗမာတွေအစုပ်ပြက်တယ်အဲ့တော့ဗမာတွေတိတ်ခါကြတဲ့ကောင်းတွေပေါ့နော်ဗမာလူမျိုးအမိခံတဲ့တိတ်ခါကြတဲ့ကောင်းတွေအခုအဲ့ဒီကြားထဲမှာကလေးတွေဘာမှမသိတဲ့ PDF တွေကနေရတိုင်းမှာလိုက်ပြီးအသက်ပေးဆက်နေရတာတွေ့တယ်ဒါတော်စားစုကြီးတို့ပေးဆက်တာမဟုတ်တမန်တော်တောင်းလိုက်တို့ပေးဆက်တာမဟုတ်ဘူးနော်နိုင်ငံကိုဖျက်ဆီးဖို့အတွက်သူတို့အသက်တွေပေးဆက်ကြရတာကိုတွေ့ရတယ်အဲ့တော့ PDF တွေအနေနဲ့လည်းပဲနိုင်ငံကို ရှုမြင်သုံးသက်တတ်ဖို့လည်းတော်တော်လိုအပ်နေပြီเนาะ PDF ဒီကလည်းပဲအတုံးချခံเนาะအတုံးချခံအောက်ခြေအဆင့်ကိုပြောတာပါစီးပွားရေးနဲ့လှုပ်ရှားလို့ရနေတဲ့ကောင်းတဲ့တိန်းထောင်နဲ့တောင်းနဲ့တိန်းတဲ့ချီရနေတဲ့ကောင်းတွေကတော့အမြဲတမ်းတွေးတော်လို့ဆိုပြီးနေမှာပဲ တနေ့ဟိုတက်တောင်းလောက်ကိုရိုးရိုးသားသားရှာမစားခြင်းတဲ့ကောင်တွေကလက်နဲ့ပြပြီးတော့ဒါအလူဟိုနေအလူခန္ဓာတို့ဝါတာဂိတ်တို့ဘာညာတို့အဲ့လိုမျိုးတွေနဲ့ရှာနေတဲ့လူတွေကလည်းပဲဒါမျိုးတွေကျွန်တော်ပြောလို့ရမှာမဟုတ်ဘာမှမရှိတဲ့ဒုက္ခရောက်နေတဲ့ PDF တွေလောက်ပဲကျွန်တော်တို့ကဒါမျိုးနားလည်အောင်ပြောပြလို့ရမှာရှိတယ်နော်အဲ့ဒီလူရလည်းနဲတော့အဓိကကတော့တက်မတော်ရှင်းနေနိုင်ဖို့ပဲကျွန်တော်တို့ပြောကြတယ်တက်မတော်မရှင်းတော့အဲတနာနေတယ်ညတာနေတယ်ဆိုရင်အကြက်ဖက်ကိုမွေးနေတာပဲ အကျန်းဖတ်မွေးတယ်လို့ပဲဒီမှာတက်မုံကဒါဟိုတနာညတာမှုစီအကျန်းဖတ်မွေးမြူပုံစံကိုပေါ်နေတယ်အဲ့တော့အကျန်းဖတ်ဆိုလို့ရှိရင်တခါလဲပြပြသားရှင်းမှာတိုင်းမီကအေးကျန်းမဲ့ဟာရှိတယ်နောက်တခါကျတော့ကျွန်တော်ဒေါန်ဆန်းစုကြည်မွေးနေကိုခင်ဗျားတို့အနီထောက်ခံတဲ့သူတွေအကုံအကုံလုံးเนาะဒေါန်ဆန်းစုကြည်ကိုမွေးနေကိုအနီထောက်ခံတဲ့သူတွေအကုံအကုံလုံးခင်ဗျားတို့ ဥပဒေမဲ့မလုပ်ဘဲနဲ့ဥပဒေဘောင်ထဲကလုတ်ကြပါလို့ပဲဒါတိုက်တွန်းပြောတိုက်တွန်းချင်ပါတယ်နော်တိုက်တွန်းချင်ပါတယ်ငွေမျိုးလည်းပဲကျွန်တော်ရင်းနေရဆူတောင်းပါတတ်မယ်အဓိကဟိုရှင်းပြောလို့ရှင်လို့ချင်းအဲစီကန်းနဲ့ဥပဒေကို လိုက်နာပြီးတော့အဲစီကန်းဥပဒေကိုလိုက်နာပြီးတော့ ကျွန်တော်တို့ဒါရင်းနေရမယ်ဆူတောင်းပေးကြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်နော်ဒီလိုမျိုးဆန္ဒပြတာကြီးပါညာမလုပ်ကြပါနဲ့ဒေါ်ဆန်းစုကြည်ဒါရုံတွက်ထွက်လာတဲ့အနေထားကိုကြည်ချင်းအဖြစ်တမ်တော်ဘက်ကညှတာတာကိုတွေ့ရတယ်ဦးမင်းမြင့်ရုံတွက်ထွက်လာတာကိုတွေ့ချင်းအဖြစ်တမ်တော်ဘက်ကရောအချင်းတော်ဘက်ကရောညှတာတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ပထမအမှုကြပြီးသွားတဲ့လူကဒုတိယအမှုကြလို့ချင်းခြေချင်းတောက်ခတ်ပြီးမှဒါတရားရုံးရင်ဆိုင်ရတာဖြစ်တယ်เนาะ အဲအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ခြေချင်းတွေတောက်တွေလည်းတက်ထတာမတွေ့တဲ့အခါကျတော့ဒါငဲ့ညာမှုလည်းရှိတယ်ဆိုတာလေးပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒေါန်ဆန်းစုကြည်ရောဦးမင်းမြင့်တို့ကမျှောက်တကယ်အញ្ញံဆုံးလွတ်ချင်တယ်လှုပ်ဆိတ်ချင်တဲ့ဆန္ဒချင်ရွေးကောက်ပွဲကိုပဲကျွန်တော်တို့အားလုံးဝမ်းဝင်းပြီးတော့ကူညီပြီးတော့အញ្ញံဆုံးလွတ်မြောက်အောင်လှုပ်ဆောင်နိုင်တာမှန်ကန်သောနီလန်တရားလို့ပဲပြောချင်ပါတယ်ဗျာအားလုံးကျမ်းပါပါ